ွင့်မင်္ဂလာပါရှင်ဒီနေ့မှာတော့အမြဲတမ်းမယူအပ်နေတဲ့ customer လေးကအကျိုးတင်မယူမိသွားတဲ့အတွက်အချိန်နည်းကမှလုပ်ပေးလိုက်ရတဲ့ order လေးဖြစ်ပါတယ်ရှင်နှစ်ပေါင်တန်လေးကိုမှမကဂိတ်တားမြင့်မြင့်လေးလိုချင်တဲ့အတွက်အခုလိုမျိုးတစ်ပေါင်တန်လေးခွဲပြီးတော့မြင့်မြင့်လေးလုပ်ပေးလိုက်ပါတယ်ရှင် ဂိတာလေးတစ်ထပ်ခရင်လေးတစ်ထပ်စတော်ဘယ်ရီလေးတစ်ထပ်အခုလိုမျိုးအထက်အထက်လေးလုပ်ပြလိုက်ပါတယ်ဓမ္မတာလေးရဲ့မားတို့ရဲ့ဂိတ်လေးကအချိုအချင်းအေးအစိမ့်အရာလေးနဲ့ပြည့်စုံနေပြီးတော့စားကောင်းနေမှာဖြစ်ပါတယ်ရှင်မာယူတူမွေးလေးရှင်လေးကအခုပုံလေးကမှယောက်ျားမွေးလေးရှင်ယောက်ျားလေးဖြစ်တဲ့အတွက်ပြရောင်လေးယောက်ျားလေးဆန်ဆန်ပြရောင်လေးလုပ်ပေးပါဆိုလို့မကပြရောင်လေးတုံးပေးထားလိုက်ပါတယ်ရှင် ရွေးချက်စရာတွေအများကြီးရှိတဲ့ထဲမှာအမကိုရွေးချက်စရာတွေအများကြီးရှိတဲ့မှာအမကိုတတိပြရနဲ့အမအားပေးတဲ့အတွက်ချစ်ခင်ကျေးဇူးတင်ပါတယ်ရှင်။မိုက်တူမူရီရှင်လေးလည်းတက်စီကြမှာပြီးလိုတိုက်ရောက်တဲ့ပွားလေးပတ်စင်နာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ပေချင်တဲ့နေ့ရက်လေးပတ်စင်ကြပါစေ။မတော်လူသားတိုင်းမှာလေကိုချမ်းကျင်းတဲ့နယ်ပယ်တစ်ခုတော့လူသားတိုင်းမှာ ရှိတယ်။ကောင်းကောင်းအတုံးချတာနဲ့အတုံးမချတာအဲ့ဒီပုံမှာပဲမူတည်တာ။ ဒါကြောင့်မတို့ကလူများလုတ်တက်ပြီးကိုမလုတ်တက်ဘူးဆိုပြီးတော့တင်ငယ်စရာမလိုပါဘူးရှင်။ကိုကအားနည်းချက်ဖြစ်တဲ့ဆိုရင်ပိုပြီးစူးစမ်းရတာပေါ့။ဘယ်ရမဆိုစူးစမ်းရင်မဖြစ်ဘူးဆိုတာမရှိပါဘူး။လူတွေမြင်မှာလူတယောက်ကအလုပ်တွေလုပ်ပြီးရလကောင်းလေးတွေရလာရင်ဆိုရင်တော်လိုက်တာဆိုပြီးချီးမွမ်းကြတယ်။တကယ်ကတော်တယ်ဆိုတာတဲ့ကျန်းကျင်ရလိမ့်မှာတွားကြတာကြီးပါပဲ။ဒါကြောင့်မို့ကိုလုတ်တဲ့နယ်ပယ်မှာကျန်းကျင်အောင်စူးစမ်းကြပါ။ မဆိုရင်ပစ္စည်းပညာရမ်းခဲ့ညံ့ခဲ့တာဒါပေမဲ့ကိုယ့်အတွက်လိုအပ်လာရင်တော့မရရအောင်ကြိုးစားရတာပေါ့အခုကိလေဆိုတခြားလူတွေအတွက်လောကူပေမဲ့ကိုယ့်အတွက်ကတော့ရမ်းခက်ခဲခဲ့တယ်မလုပ်ခင်လျာဆိုရင်တညာနှစ်ညလောက်ကိုစဉ်းစားပြီးတော့ရင်းနေခုံပြီးအိတ်မပြောခဲ့ရဘူးဒါပေမဲ့မာယူတူလေးစိတ်တိုင်းကြဖြစ်အောင်တော့ကြိုးစားခဲ့ရတယ်အရန်နေမလာပါပြီမြင်မယ်မာယူတူလေးကကြိုက်တယ်ဆိုလို့ချစ်ခင်ကျေးဇူးတင်ရပါတယ် မင်းရှင်လေးကျမ်းမာပြောရှင်ပါစေဒီနေ့မှာတော့အမ ాయి တူညီမလေးကအရက်ချက်ရတယ်တကယ်ချင်းလေးတက်ဆိုပြီးတော့အမ ాయి တော့လေးပဲဖြစ်ပါတယ်ကိတ်လေးထဲမှာပဆန်လေးရထည့်ခြင်းနဲ့ဒါပေမဲ့အမ ాయి ယူထားတာလေးကမီနီကိတ်လေးဖြစ်တဲ့အတွက်ပဆန်ဆွဲထုတ်ရတဲ့ကိတ်လေးလုံရင်အဆင်မပြေလို့မကတော့ကိတ်လေးရောက်မှာပဲထည့်ပြလိုက်ပါတယ်မင်းရှင်ညီမလေးကျမ်းမာပြောရှင်ပါစေဒီထက်မကတကယ်ချင်းနိုင်ရောစင်လေးလည်းဒီထက်မကခိုင်မြဲပါစေ အခုလိုမျိုးတနေ့တစ်ခါကြာရောက်တဲ့မွေးနေ့လေးမှာမဆလည်းအများကြီးလည်းမတုံးချင်ဘူးအမတ်တရားလေးလည်းဖန်တီးချင်တယ်ဆိုရင်တော့မီနီကိတ်လေးတွေမှာယူအကြံပြုချင်ပါတယ်ချို့တွေကကိတ်တေးလေးမှာရတာအနာလို့ဆိုပြီးမမရဲတဲ့လူတွေရှိပါတယ်အနာစရာမလိုပါဘူးเนาะနှစ်ရက်လို့ကြုံမပေးဖို့လိုပါနှစ်ရက်လို့ကြုံမပေးရင်ရပါပြီခုလိုမျိုးကိတ်လာလာလေးမှာယူခြင်းတယ်ဆိုရင်เนาะနှစ်ရက်လို့ကြုံမပေးဖို့အကြံပြုချင်ပါတယ်ရှင် ဝင်လေးရှင်လေးအားလုံးကြားမောပြောရှင်ပါစေမာယူအားပေးကြတဲ့တယောက်ချင်းချင်းတိုင်းကိုချစ်ခင်ကျေးဇူးတင်ပါတယ်အဲ့တော့ ဖုံးရတာဖုံးဖုံးဖုံးရတော့ငါမကြောက်တော့ပါဘူးရောကြောင်ကြောင်ကြောင်နေနေဖုံးအဲကြောင်နေဒီမှာရေးတဲ့ချက်ထားလာကြည့်ပါ။ရေးရှိလို့မထွက်တော့လား။ရှိတယ်မ။ဒီတဲ့ကြောင်ကဘုံဘုံကြီးထက် ီနေ့မှာတော့ကိတ်ပုံစံအဝိုင်းလေးကိုအတဲပုံလေးဖြစ်အောင်လုပ်ပြပါမယ်။အတဲပုံမိုးလေးမိုးရသေးဘူးဆိုရင်တော့ဒီနေ့လေးတိုင်းလိုက်လုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်။မကတော့အတဲပုံမိုးလေးတွေတုံးပြရတဲ့ဆိုင်ရင်ခုလိုမျိုးလှီးပြီးတော့လုံးပြရတဲ့လေးကိုပိုကြိုက်တယ်။ဘာလို့လဲဆိုတော့ကိတ်သားလေးပိုကြည့်သွားတယ်လို့ခံစားရတယ်။ပိုလှတယ်လို့လည်းခံစားရတယ်။ခုဆိုရင်တော့ကိတ်လေးကိုအညီအမျှလေးစိတ်စိတ်လိုက်ပါတယ်။စိတ်ပြီးတော့ရင်တော့တချမ်းမှလှီးထုတ်ပြီးတော့ဂျန်တစ်ဖက်မှတွားခတ်လိုက်ပါမယ်။ ပြီးတော့ရင်ထိတ်လေးမှာအချမ်းလေးဖြစ်အောင်လို့ဝီပုံတရာလေးလေးထုတ်လိုက်ပါပြီအခုဆိုရင်တော့လှပတဲ့အဲပုံလေးရပ်သွားပါပြီမင်းရှင်ညီမလေးကမင်းနေမှာအလားတက်ဖို့ရိုက်ချင်လို့ဆိုပြီးတော့အခုလိုမျိုးမီနီကလေးမှာယူထားတာဖြစ်ပါတယ်ခြားတော့မင်းရှင်လေးတွေလည်းကိုယ့်ရဲ့မင်းလေးမှာမစအများကြီးလည်းမကုန်ချင်ဘူးကိတ်တွေလည်းအများကြီးမစားချင်ဘူးဆိုရင်တော့အခုလိုမျိုးမီနီကလေးတွေလည်းမှာယူရပါတယ်မီနီကလေးတွေမှာယူတင်နေဆိုရင်တော့နှစ်ရက်လောက်ကြုံမှုမှာပြီးဖို့ပြောချင်ပါတယ် ်သူကကြတော့ဂိတ်တက်တက်လှုပ်လို့အဆင်မပြေလို့ပါတခြားတော့ order လေးနဲ့ပေါင်းလို့ရမှာမဟုတ်လို့ပါရှင်ဘုနေ့ရှင်ညီမလေးကျမပြေရှင်ပါစေကြီးကျူအားပေးကြယောက်ျားချင်းနဲ့ကိုချစ်ခင်ကြီးစုတမတဲ့ဒီနေ့မှတော့မရေတင်နာနာဟောင်းနေရောဥမာတင်နာမုတ်ချလုပ်မဲ့လူတွေအတွက်မြို့ရှင်ဝဲလုပ်လေးလုပ်ဒီမှာတော့မောင်နေရှင်ဒီမှာတော့မောင်နေရှင်ဝဲလေးကိုအောက်ခံနေနဲ့ဥမျိုးလေးထားပါမယ်ဒီတိုင်းတော့ကားငယ်ပုံစံအားလေးဆွဲပေးရပါမယ်နေ့စီခေါင်းလေးက ခေါင်းလေးကအခုလိုမျိုးတစ်ခါကြည့်ရှုံနေတယ်တစ်ခါအဝတ်တက်တယ်လေတစ်ခါကအဝတ်ချင်းချင်းလေးဟာလေးကြည့်ရပါမယ်ချင်းချင်းလေးဘက်ကိုအပေါ်မှာထားပြီးတော့အဝတ်တက်တဲ့ဟာဘက်ကိုကြတော့အောက်ဘက်မှာထားပါမယ်ခုလိုမျိုးနေ့စဉ်ဝတ်ဆောပြီးတော့ကားငယ်ပုံစံလေးပဲဆောရပါမယ်မလို့စိတ်ကမှမလို့မယ်ဆိုကားငယ်လေးပဲမှတ်ထားလိုက်ပါကားငယ်လေးကိုအခုလိုမျိုးအလေးကောင်းလေးရနေမှာထိုက်ပါမယ်နောက်တစ်ချက်လို့ရှင်အလေးကောင်းလေးထိုက်ပါမယ်ခုဆိုရင်တော့မကနေ့စဉ်ဝတ်ကားအပေါ်ကားနဲ့ပုံစံလေးလုပ်ကြပါမယ်နေ့စဉ်ဝတ်လေးကားနေဆိုရင်ခေါင်းလေးကမလို့ပဲလေးကိုနည်းနည်းလေးကားပြလိုက်ပါဒါဆိုရင်တော့အခုလိုမျိုးနေ့စဉ်ဝတ်အအပေါ်ဖက်ကားလေးပုံလေးရပါမယ်ဖြစ်ရှင်အဲခုဆိုရင်တော့နောက်ပါတဲ့နေ့စဉ်ဝတ်လေးပုံလေးရတော့ပါပြီ ခုဆိုရင်တော့မောင်နှင်းစီကိုက်ညက်တဲ့ကတိနဲ့ညက်ပြီးတော့မောင်တို့ချားမယ်နေရာလေးပေါ့ကိုယူပြီးတော့ချားနိုင်ပါပြီအရင်မခက်ဘူးနော်လိုက်လို့ကြည့်မယ်ဒီတခါနောက်နောက်တစ်ခုပြန်ပြမယ်ရှင်ခုလိုမျိုးအောက်ခါလေးထားလိုက်မယ်ထားပြီးသွားရင်တော့အာငါ့ငယ်ပုံစံလေးဆွဲမယ်အမကအဖိုးလေးလိုချင်တဲ့အတွက်အပေါ်ကခေါင်းအပေါ်ပဲချားလေးကိုဟိုတခြားပဲချမ်းကိုနည်းနည်းလေးဖိပြီးတော့ဆွဲလိုက်မယ်ရှင်အဲ့ဒါဆိုရင်တော့နှင်းစီအဖိုးလေးရပါမယ်ဖိပြီးချင်းလေးနဲ့အမတို့အမြင်မက်ကိုကားတော့လိုက်မယ်ရှင်အဲ့ဒါမှနှင်းစီဝင်လေးကပုံဖက်လေးကကားလေးရမှာပါ ဆွဲမယ်ဆိုရင်ခန်းငယ်ပုံစံလေးကိုအမှတ်ထားပါမယ်ယူတဲ့ခါကျရင်လည်းမတော်အဲ့ဒီကကိုဆွဲလိုက်တဲ့ပုတ်ဖက်လေးရဲ့အလေကောင်းလေးနောက်တစ်ခါကိုပြန်စားပါမယ်ခုဆိုရင်တော့လှပိုင်းနေစီမွေးလေးရတာပါပြီဒါကြတော့မတော်အမြင်အပြင်မှာအမြင်တုံးနေတဲ့ခါကျရင်လည်းလုံးလို့ရပါတယ်မကတော့အလှကကြီးတိတိတိတော့မလုံးဘူးရှင်ဒီခါကျရင်လည်းအမြင်တုံးနေပါတယ်အားလုံးပဲဆင်ပြေကြပါစီရှင်

Yeah.